တော်မိတ်ဆွေအားလုံးမင်္ဂလာညချမ်းပါနော်။ကဲဒီမိတ်ဆွေမန့်လေးဖြည့်ပေးကြပါလေ။ဆရာချောကြီးတဲ့။လက်တွေပိတ်နေတယ်တဲ့။ဘာလို့လို့ဆင်ကုန်မပြေဘူးတဲ့။ကျွေးတွေလည်းများနေပြီတဲ့။အဲ့တော့လက်တွေအကျိုးထူးစေမယ့်နည်းတစ်ခုပြောပြမယ်။အဲ့တော့လက်တွေလှုပ်လိုက်ပါ။ကျွန်တော်ပြောသလိုလှုပ်လို့မှမထူးခြားဘူးဆိုလို့ရှိရင်အကျိုးထူးနန္ဒရမလာဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်0239669300ဖုန်းဆက်ပြီးရန်တာတွေ့ဗျာ။နော်။အဲ့တော့လက်တွေအာမခံပြီးပေးလိုက်မယ်နော်။ ဲ့ကျွန်တော်ပြောတဲ့အတိုင်းတော့လုပ်ပါတော့မလုပ်ဘဲနဲ့တော့အရင်တော့မတွေ့နေပါတော့အဲ့တော့နေ့စဉ်လုပ်ရမယ်ဘာလုပ်ရမလဲဆိုလို့ရှိရင်နေ့စဉ်ကိုလက်တန့်ဆင်မယ်နော်ကိုလက်တန့်ဆင်ပြီးမှလုပ်ရမယ်နော်ကိုလက်တန့်ဆင်မယ်ကိုလက်တန့်ဆင်ပြီးရတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုဆင်ပြီးပန်းပွင့်တဲ့သာရေချမ်းစက်ကလူရမ်းမယ်အဲ့တော့ပန်းလူတာတွေပန်းနေ့စဉ်လူဖို့မလိုပါဘူးအဲ့ဒီထဲမှာမှအနှုံးနေရေညောင်ရိုးရေပုတ်နေတာတွေနော်တနေ့တစ်ခါလဲပါလက်တွေ့အကျိုးထူပါတယ်နော်တနေ့တစ်ခါလဲမယ် ဲ့တော့မြတ်စွာဘုရားရှင်ကိုနေတင်ဆုံးကတာမျိုးလေးတွေကိုတန်းနိုင်တဲ့အရာလေးနဲ့ပေါ့ဗျာနော်ကိုတော်ထမင်းနေတိုင်းစားသေးတာပဲနော်အဲ့တော့စာဦးစာပြားလေးကိုကတ်ကန်တာဒါလေးကတ်မယ်မြတ်စွာဘုရားရှင်ရောင်းတော်ဖွင့်မယ်ငါးပါးသီလခံမယ်အဲ့တော့ကိုဖြစ်ခြင်းတဲ့ဆန္ဒလေးတွေကိုဆူတောင်းမယ်နောက်တစ်ခုကရကန်းစင်အောင်ဆရာတော်ဘုရားကြီးရဲ့ကာရာပူဇော်မယ်နော်အဲ့ဒါကဘယ်နှခေါက်ပူဇော်မလဲဆိုရင်တက်စီပူဇော်မယ်နော်တက်စီပူဇော်မယ်ကာရာလေးကျွန်တော်ပြောပြမယ် တိဋ္ဌိဘဂဝါအရဟံဗုဒ္ဓမေတ္တပါကရံဗုဒ္ဓံတရဏံကိစ္ဆာမိတိဋ္ဌိဘဂဝါအရဟံဓမ္မောမေတ္တပါကရံဓမ္မံတရဏံကိစ္ဆာမိတိဋ္ဌိဘဂဝါအရဟံတန်ခေါမေတ္တပါကရံတန်ကံတရဏံကိစ္ဆာမိဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ကံတရဏံကိစ္ဆာမိအဋိကာရလေးပဲဖြစ်ပါတယ်နော်အဋိကာရလေးကိုကိုယ့်ရဲ့တက်စီပူဆောင်မယ်နော်ကိုက28နှစ်ဆိုလို့ရှိရင်28ခေါက်ပူဆောင်မယ်နော်ကိုက30ဆိုရင် အခေါက်သုံးတဲ့ပူတော့မယ်အဲ့ဒါမနက်တခါညတခါလုံနိုင်ပူကောင်းတယ်နော်အဲ့ဒါလေးကိုနေ့စဉ်လုံမယ်ပူတော့မယ်ကြကြနနလေးကိုယ့်ရဲ့စိတ်ထဲမှာယုံကြည်တရားအားနဲ့ကြကြနနလေးလုံမယ်အဲ့တော့အဲ့ဒါလေးပြီးတာနဲ့ဥပမာမနက်ပိုင်းဒါလေးလုံလို့ပြီးတာနဲ့ပိုးကောင်မွားကောင်လေးတွေစားလို့ရမယ်တကြားလေးနည်းနည်းဝယ်ထားပါနော်အဲ့တော့ပိုးမွားတရိစံလေးတွေစားဖို့အတွက်ကိုယ့်အနီးပတ်ဝန်းကျင်မှာမျက်လေးတွေမျက်ဆက်လေးတွေမှာပိုးကောင်လေးတွေပိုးဆိတ်လေးတွေရှိရဲ့အဲ့ပိုးဆိတ်လေးတွေကိုအဲ့တကြားဘူးလေးနဲ့ ကြဲကြဲနဲ့နဲ့လေးဝယ်ထားပါတော့တရားလေးတွေကိုအပိုးကောင်လေးတွေပိုးပိုးသိလေးတွေစားဖို့တော့ကိုလိုက်ကျဲပါဘာသာကနေလဲဆူတောင်းပါလက်လာပါလေးပွန်လန်းပါသေးအကျွေးတွေကြည်ပါသေးနော်အဲ့တော့နေ့စဉ်ဖျားရှိကိုပြီးတဲ့ဒါလေးကိုလုပ်မယ်ပိုးပိုးစားကျွေးတာပါနော်အဲ့တော့နေ့စဉ်နေ့တူကအာရင်အားသူလုပ်ပါဘယ်နေ့အဲအချိန်ရမရှိဘူးကိုကြိုင်းနေတဲ့တဲ့ချိန်ထားလုပ်လို့ရတယ်ဖျားရှိကိုပြီးလဲလုပ်လို့ရတယ်အဲ့တော့ပိုးပိုးစားလေးတွေကိုကိုယ့်ရဲ့စိတ်ထဲကတရားတရားလေးနဲ့ကျွေးပါအဲ့တော့ကိုယ့်ရဲ့ကံတရားကိုမူတည်ပြီးတော့ ကိုယ့်ရဲ့ယုံကြည်မှုပေါ်မူတည်ပြီးတော့အကျိုးထူးနန္ဒရပါလိမ့်မယ်လုပ်ငန်းလေးတွေဆင်ပြေလာပြီးတော့ငွေရလာမယ်မိတ်ဆွေရဲ့ကြည်ရင်နဲ့အကျိုးတွေကြည်လာပါလိမ့်မယ်နော်လက်တွေ့စမ်းသပ်အသုံးပြုကြည့်ပါနော်အားလုံးဆင်ပြေကြပါစေ